မင်္ဂလာပါရှင်။နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။အာဆီယံခေါင်းဆောင်တွေနဲ့မင်းအွန်လိုင်း April 18ရက်နေ့ဘန်ကောက်မှာတွေ့ဆုံမဲ့ကိစ္စငလင်ပင်အကူအညီပင်ရေးအဓိကလို့မလေးရှားဝန်ကြီးချုပ်ကာကွယ်ပြောဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ခေါင်းဆောင်မင်းအွန်လိုင်းနဲ့အာဆီယံခေါင်းဆောင်တွေလာမယ့် April 18ရက်နေ့ကြာတာပရီနေ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံမှုရှိပြီးဒီလိုတွေ့ဆုံမှုဟာငလင်ပင်နဲ့ပတ်သက်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပင်ရေးအဓိကဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်အန်နာဝါကပြောဆိုခဲ့ပါတယ်။မ မင်းအောင်လိုင်းနဲ့အာဆီယံကောင်ဆောင်တွေပထမဆုံးချိန်တွေ့ဆုံမှာဖြစ်ပါတယ်။အာဆီယံအနေနဲ့မြမအရေးဖြည့်ရှင်ရေးပုံသဘောတူညီချက်၅ရက်ကိုဆက်လက်ကင်ဆွဲထားပြီးတော့အခုတွေ့ဆုံမယ်။ဒီအစည်းအဝေးကတော့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရတဲ့တာဖြစ်တယ်လို့ဆိုပြီးမလေးရှားဝန်ကြီးချုပ်ကပြောဆိုပါတယ်။ လက်ရှိအပြစ်ခတ်ရစရေးတက်တန်းတို့ဘစကောင်စီကိုတိုက်တွန်းနာရီအပါဝင်ကိစ္စရပ်တွေကိုဆွေးနွေးဖို့မင်းအောင်လှိုင်နဲ့ဂျာတာပရင်းနီဘန်ကောက်မှာတွေ့ဆုံမှာဖြစ်တယ်လို့သူကဆိုပါတယ်မြန်မာနိုင်ငံမှာအပြစ်ခတ်ရစရေးကမကြသည်မီကငလင်လောက်ခတ်ခဲ့တဲ့ဒုက္ခတွေရိတံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးရဖို့အရေးကြီးတယ်လို့သူကဆက်ပြောပါတယ်မြန်မာနိုင်ငံမှာမကြမီတီက ငလင်လောက်ခတ်မှုပြင်းထန်ခဲ့ပြီးမလေးရှားတပ်မတော်ကဦးစီးတဲ့ယာယီစေယုံကနေတက်ဆင်းမလေးရှားနိုင်ငံရဲ့အကူအညီတွေဆက်လက်ပေးဖို့သဘောတူထားပါတယ်လို့မလေးရှားဝန်ကြီးချုပ်ကဆက်လက်ပြောဆိုပါတယ်။မင်းအောင်လိုင်ကိုဖုန်းခေါ်ပြီးရဲ့နောက်အပီလာ18ရက်နေ့ဘန်ကောက်မှာတွေ့ဆုံဖို့သဘောတူညီခဲ့တာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ဒါအပြင်စစ်တပ်အနေနဲ့စစ်စင်ရေးတွေရဲ့ဆိုင်းထားမှသာအကူအညီတွေပေးအပ်မှာဖြစ်တယ်လို့သူကရှင်းရှင်းလင်းလင်းပြောကြားဆိုထားပါတယ်။ပြည်သူတွေဒုက္ခရောက်နေတဲ့ဒါကြောင့်ပြစ်ခတ်ရဲစိတ်တောင်းဆိုခဲ့တဲ့နှစ်ရက်အကြာမှာတော့မြန်မာဘက်က ားအပြစ်ခံရစိမ်းကို AG 22ရက်ဒီကြီးညာခဲ့ပါရယ် AG 19ရက်နေ့သူနဲ့တွေ့ဆုံချိန်မှာလည်းအပြစ်ခံရစိမ်းကိုတက်တန်းတိုးဖို့တွန်းအားပေးသွားမှာဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောဆိုပြန်ပါရယ် ဆလပ်ပြီးပမော်မြို့နယ်ရှိစကောင်စီတက်စကန်များစုတင်ထားပြီးလက်ကျန်းစကက27ဌာနချုပ်တင်နိုင်ရေးကြိုးပမ်းနေရလို့ KYI ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ KYI နယ်မြေကိုစကောင်စီကတပတ်အတွင်းလေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်မှုအကြိမ်900နီးပါးပြုလုပ်တယ်လို့သိရပါရယ်။ကချင်ပြည်နယ်ပမော်မြို့တင်းစစ်စင်ရေးကိုကချင်လွတ်လပ်ရေးတပ်မတော် KYI နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဆက်လက်ဆင်နွှဲနေစေဖြစ်ကြောင်း KYI ကို KYI သတင်းပြန်ကြားရေးဌာနက AB လ17ရက်ညပိုင်းမှာသတင်းဖော်ပြထားပါရယ်။ KIA ပူပေါင်းတပ်ကဗမော်မြို့နယ်ရှိစစ်ကောင်စီစခန်းအများစုကိုတိုက်ခိုက်သိမ်းယူထားနိုင်ခဲ့ပြီးကြံနေတဲ့စာကက27ဌာနချုပ်ပါဝင်ဗမော်မြို့ကိုအလုံးစုံသိမ်းပိုင်နိုင်ဖို့ဆက်လက်ကြိုးပမ်းနေစဉ်ဖြစ်ကြောင်း KIA ကလက်ရှိစီရင်ချင်းတွေကိုမဏိတုံကအသိပေးပါတယ်။ KIA ကဗမော်မျိုးစကားက27အနီးရှိတရင်ဌာနချုပ်ချုံနဲ့တင်ကတရင်တန်ဆက်ကတရင် အခြားကာကင်စကံများလေရင်ကွင်းနေရာတွေကိုတင်ပိုက်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်းစစ်ကောင်စီတပ်ကတိုက်ပွဲနေရာများအပြင် KIA နယ်မြေမှာဝိုင်းတွဲလီရင်နဲ့134ကျင်း Jet Fighter နဲ့17ကျင်း Drone နဲ့68ကျင်းလက်နက်ကြီး294ကျင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဖော်ပြပါရယ်။ဒါကြောင့်ပြီးခဲ့တဲ့တစ်ပတ်အတွင်းစစ်ကောင်စီက KIA နယ်မြေကိုပုံကျဲတိုက်ခိုက်မှုအကျဉ်းပေါင်း486ကျင်းတိုက်ခိုက်ခဲ့တာကိုတွေ့ရပါရယ်။စစ်ကောင်စီကယာယီအပြစ်ရမယ်လို့ကြေညာထားတော်လဲလေကြောင်းတိုက်ခိုက်မှုနဲ့မြေပြင်ထိုးစစ်ဆင်မှုတွေဆက်ရှိနေကြောင်းကချင်တည်င်းအရင်မြစ်တချို့ကရခိုင်ကလေးကပြောထားပါရယ်။ အထူးသဖြင့်ပမော်မျိုးကိုနေစဉ်နှီးပါလေးချောင်းတိုက်ခိုက်နေတယ်လို့သတင်းအရင်းမြစ်တွေကပြောပါရယ်ကချင်ပြည်နယ်အတွင်းစစ်ကောင်စီတပ်နဲ့ကရိုင်ရင်ကြားတိုက်ပွဲဖြစ်ပွားခဲ့မှုဖြစ်စဉ်အချို့ကိုလည်းကရိုင်ရင်သတင်းပြန်ကြားရေးကဖော်ပြထားပါရယ်မနေ့ကဤပီလာ73ရက်မနက်ကကရိုင်ရင်တပ်မဟာနှင့်တပ်ရင်း20နေမြရှိလဝါချင်းရွာနီခွန်ဆိုင်ရန်ချင်းရွာဝင်းစဉ်ကိုစစ်ကောင်စီတပ်နဲ့မင်းစီတန်ပြည်သူ့စစ်ဖွဲ့များစစ်ကြောင်းထိုးလာပြီးကရိုင်ရင်နဲ့တိုက်ပွဲဖြစ်ခဲ့တယ်လို့အသိပေးပါရယ်ဒီမနက်ပဲစစ်ပွဲဖြစ်တယ်လို့ကြားတဲ့ထီတွေ့တာပေါ့စစ်ပွဲအနေငယ်ဖြစ်တာ အဲဒီလီဒိုလန်ရှက်ဒူးဆွတ်ကျင်းရွာနီမှာထိတွေ့တိုက်ပွဲဖြစ်တယ်လို့ကြားတယ်လို့ကချင်စီရေးသတင်းရင်းမြစ်ကပြောပါတယ်။ အခြားသတင်းအရင်းမြစ်တအုပ်ကလည်းမနေ့က9နိုင်လောက်ကနေစာခရီနဲ့ပြည်သူစစ်တွေပူးပေါင်းအင်အား300 400လောက်ရှိမယ်။လဝါနဲ့ဒွန်ဘတ်ဘတ်ကိုထိုးစစ်ဆင်လာတာသူတို့အင်အားအလုံးရင်းနဲ့ပေါ်ခွန်ဆိုင်ရန်ဘက်မှတိုက်ပွဲဖြစ်တာမနေ့ကတနင်္ဂနွေတနိုင်းသွားတဲ့လမ်းပေါ်လို့ပြောပါရတယ်။ဒါအပြင်အေပီလာ17ရက်က KAI တရင်26နေမြေအတွင်းမှာလဲရှန်နီ SNI တပ်နဲ့စစ်ကောင်စီပူးပေါင်းတပ်စစ်ကြောင်းထိုးလာလို့ KAI နဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါကြောင်းသတင်းမှဖော်ပြပါရှင်။ စကိုင်းကလင်ကြီးလောက်ကပ်ပြီးရနောက်စစ်ကောင်စီကလီချောင်းတိုက်ခိုက်မှု82ကြိမ်လုံဆောင်ခဲ့ကပြည်သူ100ငောင်းတည်ဆုံတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းကလင်ကြီးလောက်ကပ်ပြီးနောက်စစ်ကောင်စီကလီချောင်းတိုက်ခိုက်မှု82ကြိမ်လုံဆောင်ပြီးပြည်သူ100ငောင်းတည်ဆုံခဲ့ကြောင်းမြို့သားညီညွတ်ရေးဆိုရအန်ယူဂျီကမနေ့ကသတင်းစာရှင်းလင်းပွဲမှာသတင်းထုတ်ပြန်ပါတယ်။မလ28ရက်နေ့အင်အားဖြင့်စကိုင်းကလင်ကြီးလောက်ကပ်ပြီးချိန်ကစပြီး AB လ17ရက်နေ့အတွင်းအကြံဖတ်စတက်ကောင်စကိုင်းမကွေးဘက်ကမန္တလေးကရင်နီရှမ်းချင်းအင်အားဝရီကချင်းကရင်မော်နယ် ရခိုင်တို့မှာလေကြောင်းတိုက်ခတ်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေဆက်လက်ကျူးလွန်ခဲ့ကြောင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှု82ကြိမ်အတွင်းပြည်သူ105ဦးသေဆုံးခဲ့ပြီးတရနာဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အကြံဖက်စစ်တမ်းရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ပြည်သူနေ84လုံးပျက်စီးခဲ့ပြီးစာတင်ကြောင်း3ကြောင်းလည်းပျက်စီးခဲ့ကြောင်းဒါအပြင်လက်နက်ကြီးပစ်ခတ်မှုအကြိမ်30လုံးဆောင်ခဲ့ပြီးလက်နက်ကြီးကြောင်းပြည်သူ6ဦးသေဆုံးက30ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလက်နက်ကြီးတန်းကြောင်းနေ81လုံးပျက်စီးပြီးပတ်ပိုင်းအဆောင်2လုံးပျက်စီးခဲ့ကြောင်းသိရပါတယ်။ NUG အစိုးရ အနေနဲ့လူသားစာနာအကူအညီတွေတိတိယောက်ယောက်ပေးနိုင်ဖို့ကုကံကာကွယ်စစ်ကလွှဲပြီးထိုးစစ်အားလုံးခေတ္တရန်တမှုကိုမလ30ရက်နေ့မှာစတင်မယ်ဆိုတာမလ29ရက်နေ့ကလေးကထုတ်ပြန်ကြေညာခဲ့ပါတယ်။အကြံပတ်စစ်တပ်ကအပြစ်ခံရစိုင်းကို AP နေ့ရက်နေ့မှာကြေညာခဲ့ပြီးမယ်။တကယ်လက်တွေ့မှာပြည်သူတွေကိုဥတီပြီးလေကြောင်းကနေတိုက်ခိုက်မှုလက်နက်ကြီးတိုက်ခိုက်မှုစစ်ကြောင်းထုတ်ဝင်ရောက်ပြီးပြည်သူပိုင်းပြည်စင်းဥစ္စာတွေမိရှုပ်ဖြစ်စီပြီးယူဆောင်တာတွေကိုငလင်ပေးတဲ့ဒေတာကပြည်သူတွေအပါအဝင်နိုင်ငံဒေတာအနှံ့တော်တော်များများမှာဆက်လက်ကျူးလွန်နေတာကိုခံရတယ်လို့ NUG ဝင် ကြီးဒေါက်တာဝင်းမြိုင်ကသတင်းစာရှင်းလင်းပွဲမှာပြောကြားပါတယ်။ ဒါအပြင်ငလင်ပင်အတွက်နိုင်ငံတကာကထောက်ပံ့တဲ့အကူအညီတွေကတကယ်လက်တွေ့မြင်ပြမှာအလို့အဆောင်ပြည်သူတွေထံထိရောက်တဲ့ပံ့ပိုးမှုတွေရရှိဖို့ဟန်တာကန့်သတ်မှုတွေရှိနေပြီးနိုင်ငံတကာအကူအညီများလည်းပြည်သူများကိုအကူအညီဖြစ်မဲ့အစားလေကြောင်းတိုက်ခိုက်မှုအပါအဝင်ပြည်သူများကိုအကြမ်းဖက်ပြန်လဲတိုက်ခိုက်မှုတွေအတွက်အထောက်ပံ့ဖြစ်သွားမှာကိုအလေးနက်သတိထားပြီးတားဆီးဖို့လိုကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်ငလင်ပင်နဲ့ပတ်သက်ပြီး NLD အစိုးရလက်ထက်မှာတော့တမောင်ဝပြည်နဲ့ပတ်သက်ပြီးကြိုတင်စီစဉ်မှုများစွာဆောင်ရွက်ခဲ့ပြီးအမျိုးသားအဆင့်ငလင်ပင်အနေနဲ့ကြိုတင်ပြင်ဆင်ရေးနဲ့တုံ ပြန်ရေးစီမံချက်များမြန်မာနိုင်ငံ BNR ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ရှင် short term စီမံချက်တွေကို2019ခုနှစ်နဲ့2019ခုနှစ်တကယ်ကရှည်ဆွဲကောင်းထည့်ဖို့ခဲ့ကြောင်းတဘာဝဘီးများကြုံလာချိန်မှာလည်းအရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ဖို့အတွက်တဘာဝ BNR ဆိုင်ရာစီမံခန့်ခွဲမှုရှင်ပုံငွေကိုလည်းတည်တံ့ထားရှိဆောင်ရွက်ခဲ့တော်လဲအဆိုပါရှင်ပုံငွေတွေကိုအကြံပတ်စစ်ကောင်စင်က2022ခုနှစ်တောင်းတွင်အသုံးပြုခဲ့ပြီးရှက်ကူလက်တွေဖြစ်လာချိန်မှာလူအသက်ပေါင်းများစွာကိုကြိုတင်ပြင်ဆင်မှုတွေပြန့်ကွယ်ခဲ့ရခြင်းဖြစ်ကြောင်းစကိုင်းငလင်ကြီးတုံ့ပြန်ရေးလုပ်ငန်းစဉ်ဆိုင်ရာ မနေ့ကသတင်းစာရှင်းလင်းပွဲမှာဒေါက်တာဝင်းမြတ်အေးကဆိုပါတယ်လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ငလင်းပင်အတွက်အမေရိကန်ဒေါ်လာ1မီလီယံနဲ့ညီမျှတဲ့ကျပ်ငွေရန်ပုံငွေကိုမှတည်ပြီးစတင်ထောက်ပံ့ခဲ့ကြောင်းငလင်းနဲ့နောက်ဆက်တွဲငလင်းနေကြောင်းထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကိုမျက်စိမပြတ်စောင့်တည်မှတ်တမ်းတင်ပြီးအချိန်နဲ့တပြင်းညီထုတ်ပြန်ချက်တွေဆောင်ရွက်ခဲ့ကြောင်းအရေးပေါ်အကူအညီတွေကိုလည်း NUG စိုးမိုးနေမြေစစ်ကောင်စီစိုးမိုးနေမြေဆိုပြီးမခွဲခြားပဲအမြန်ဆုံးရောက်ရှိရေးချိတ်ဆက်ဆောင်ရွက်ခဲ့ပြီးဆက်လက်ဆောင်ရွက်နေစေဖြစ်ကြောင်း NUG ကထုတ်ပြန်ပြောဆိုပါတယ် ။နောက်ထပ်တစ်ပုတ်အနေနဲ့တကြံအကျိုးနေမှာစစ်ကောင်စင်ကပြည်သူများကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခါကောလင်းကိုလည်းဂျက်ဖိုက်တာနဲ့တိုက်ခိုက်သွားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ယာယီအပြစ်ရထားတယ်လို့ထုတ်ပြန်ထားတဲ့စစ်ကောင်စင်ကဒီကနေ့တကြံအကျိုးနေမှာကောလင်းမျိုးနဲ့ရှိချင်းရွာနေရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားကြောင်းသိရပါရယ်။